မင်္ဂလာပါရှင်မြစ်တန်တွင် channel ကိုစောင့်မျှော်အားပေးနားဆင်နေကြတယ်ကြားရတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေအခုတခါတင်ဆက်ပေးသွားမယ့်ဇာတ်လမ်းလေးကတော့ဆရာမောင်စနေရှိတာထားတယ်မောင်စနေနှစ်ကိုရင်ကြီးဆိုရဲပရာလောကဇာတ်လမ်းကောင်းလေးကိုတင်ဆက်ပေးသွားတော့မှာပဲဖြစ်ပါရဲ့ရှင် နားဆင်ပေးပါအောင်ရှင် အချစ်ကပဲရဲ့ဝေဒနာကတရားထိုင်လို့လည်းမပြောက်ပါဘူးဗျာ။တိတ်ထဲမှာမျက်လုံးမိတ်ပြီးတရားထိုင်လိုက်တာနဲ့ကျုပ်ရဲ့အာယုံထဲမှာရှည်လေးရဲ့ပြုံးထွေးတဲ့မျက်နှာလေးကိုပဲမြင်နေကြရဗျာ။ညာဘက်တရားထိုင်ခြင်းဆိုမြင်နေုံနေမကဘူးကြံရည်ကြီးဆိုပြီး သူမပြောလိုက်တဲ့အတန်ကိုပါကြားရတယ်ဗျာ။အရေးဆိုအလိုက်မသိရဲ့ဘိုးကကကျုပ်ချက်လာစွာသောမိန်းကလေးရဲ့မင်္ဂလာဆောင်မှာစားကားရဲ့ထမင်းနဲ့ဟင်ကောင်းချောင်းကိုကျုပ်ကိုပြန်ပြီးဖောက်တဲ့ချနေလေးရာ။ ညောင်ခိုင်းရကိုထုံးလိုက်မြင်းမင်္ဂလာဆောင်မှာကျွေးတဲ့ဝက်သားများစားကောင်းချက်ကွာအသားလေးဝေးဆိုတင်းနေပြီတော်တော်စားကောင်းတာပါချင်းရင်ဟင်းနဲ့ငရုတ်သေးကြွားလဲအတော်လိုက်ဖက်တာစနေရကျုပ်ရဲ့ရှင်ရင်းနာကိုဘိုးကကလာဆွနေရကျုပ်ကမှပြန်မပြောတော့ပဲတရားထိုင်ဖို့တိမ်ထဲကိုပဲသွားလိုက်တယ်တရားထိုင်မိမယ်ဗျာဖုံးကြည့်ပြီးရဲ့ကျင့်စဉ်တွေကိုမှတ်နိုင်ပါဦးနာသီးဝါကိုဝင်လာတဲ့လေကိုဝင်လေထွက်သွားတဲ့လေကိုထွက်လေလို့မှတ်ခိုင်းတာ ကျုပ်တရားမှတ်တော်နှာသီးဝက်ကနေလေဝင်ထတာကိုကျုပ်ကရည်လေးလိုပဲမှတ်လိုက်မိရဲ့ပြန်ထွက်တဲ့လေကို ထွက်လေးလိုမှတ်ရမှာကိုရည်လေးလိုမှတ်လိုက်မိပြန်တယ်အသက်ရှူတိုင်းရည်လေးရည်လေးလိုပဲမှတ်နေမိရောတရားမရပဲကြာလိုက်ရင်အချိန်နေမကောင်းနိုင်လို့ကျုပ်စိတ်ကိုကျုပ်ထိန်နိုင်အောင် ဖုံးကြီးဝတ်ဖို့ဖုံးကြီးကိုရှောက်တာပေါ့ဗျာအရှင်ဖေဟာတပည့်တော်ကိုရဟန်းခံပြီပါဖေဟာလော်ကီအချုပ်တွေကြားထဲမှာနေရတာညီငွေလှပါပြီဖေဟာတဲ့ဒီစနေ ကြည်ကြည်ကြည်ရဲ့နဲ့မရတာယူယူတယ်ပေါ့အခုမှလော်ဂိအချုပ်တွေပြီလာပြောနေရသလားတင်းမဗျာတပည့်တော်ကိုရမ်းခံမိပါတို့များသာသနာက ခလေးကစားစရာမဟုတ်ဘူးနော်ဝင်စုထွက်စုလို့လို့ကောင်းတာမဟုတ်ဘူးတပည့်တော်အတီဝတ်မှာပါဗျာဒီเจ้าမှာចောင်းနိုင်ဖြစ်လာရဲ့ဒီဝတ်မှာပါတဲ့ဒီစနေကတော့ဖုံးကြီးတာမဝေးရသေးဘူးចောင်းကလိုချင်နေပြီလိုချင်လို့ပြောတာမဟုတ်ပါဘူးဗျာသဘောကိုပြောတာပါကဲကဲကဲဝေးချင်တဲ့ဘာဆိုတဲ့ဖုံးကြီးတော့မဝေးနဲ့ကိုရင်ကြီးဝတ် ဘာပဲဝေ့ရဝေ့ရဖျားဝေ့ရရင်ကိုအဆင်ပြေပါပြီကျုပ်အဲ့လိုလျှောက်တော့ဖုန်ကြီးကတိတ်မကြည့်ဘူးဗျအနည်းဆုံး9ရက်တော့တော့ပြေးအောင်ဝတ်ဖို့ပြောတယ်ဖုန်ကြီးကျုပ်ကိုတိတ်အထင်သေးရဲ့အဲ့လိုနဲ့ဖုန်ကြီးကသူ့တင်ငန်းတွေစွန့်နေကိုရင်းလေးနှစ်ပါးကကျုပ်ကိုစမ်းချပေးတင်းတုံတာနဲ့နှစ်ပါးပညာပြန်လိုက်တာကျုပ်ကောင်းကြီးတောင်းတော့စပြင်းဖြစ်နေရတယ်မေးလိုက်တယ်ကိုရင်းတွေတပည့်တော်ကောင်ဓာမြရှသွားလားတော်တော်ဆက်တယ်နော်ဘာမှဖြစ်ပါဘူးကိုစနေရဲ့လက်ဝါးလေးနဲ့ခံထားကြည့် ကြောက်လေဘူးမသိပါမသိလက်ဝါးလေးနဲ့ခန့်လိုက်တာပေါ့အမလေးဗျာကောင်းစေးလို့လောင်းနေရှိကနေချင်းချင်းဖြစ်နေပါလားကျွန်ုပ်ဖြစ်တတိလစ်မလို့နည်းနည်းလေးပဲလှူတော့တယ်တတော်ဆိုးတဲ့ကိုရင်တွေခေါင်းကိုများတဘာတချံရိတ်ပေးတာဓာတ်လူရင်ခေါင်းကိုရှက်တာတတော်များတယ်ဗျာဘာမှတော့မဖြစ်ပါဘူးရေနေနိုင်စိတ်လိုက်တာသွေးတော့မထွက်တော့ဘူးအဲ့လိုနဲ့ဖုံးသေးချောင်းပေါ်ပြန်တဲ့တန်နကုံသုံးမရွပြီးကျုပ်ကိုရင်ဖြစ်ပေါ်ဗျာကိုရင်ဖြစ်သွားတော့ဖုံးကြီးကစားချပေးရလေ อืมสาไม่ยังก้าวขอกขึ้นมาสุดแล้วเนเน่တော့จู้จ่าดาบ่จုတ်เถิงเหงเร่หัวกุ๋ยนบ้าก็สาวาตลอดย่านี่บีจုတ်กะจี้กองจี้มาจีเนี่ยอะกูมาพยาชิโกตินนี่ย่าดาကိုရင်ဘွားရောက်တော့လူဘွားကခန်းစားချက်တွေကိုတိတ်မတွေးမိရောဘူးလုံးဝမတွေးမိဘူးလို့တော့မဆိုးဘောကိုရင်ဝစ်ကြည့်နေဆိုတော့မဟုတ်ကဟုတ်ကရယ်တိတ်မတွေးမိရောဘောဗျာလူနဲ့ကျုံလဲကိုရင်ဝစ်တာတော့ကြာလာပြီဆိုပါတော့တနေ့ကျုံတို့ចောင်းကိုဦးထုံးနိုင်ရောက်လာတယ်ဗျသူကကျုံကိုမြင်မြင်ချင်းတော့အံ့ဩတယ် ပြီးတော့ဝမ်းသာသွားပြီးမင်းလဲဘော်ကစဉ်စဉ်ချင်းမိမိမှာထိုင်းစားကြတော့တယ်ပြီးတော့ကျုပ်ကိုပြောတယ်ဗျဥစဉ်ဖြစ်နေပြီလားတပည့်တော်ဖြင့်အရှင်ဘုရားကိုဥစဉ်ဝမယ်လို့ကိုမထင်ထားတာဥစဉ်မဟုတ်ပါဘူးတကားကိုရင်ကြည့်ပါများလေတဲ့ဝင်းကြီးတွေကိုကိုရင်မရှောင်နိုင်သေးလို့ကိုရင်ဝင့်နေရပါကားမာတယ်ဗျာရန်ခံမဲဆိုရင် တပည့်တော်ကိုမမြော်ပါဗျာတပည့်တော်ရန်တကာဖြစ်ပြရစေအင်းဝိမဲ့အစီအစဉ်တော့ရှင့်ကိုရင်အကြောင်းကြားလိုက်ပါမယ် ကဲကဲကဲအခုကိုရင်တရားထိုင်လိုက်အောင်မယ်တင်းမဗျာတပည့်တော်လေဖုန်းကြီးကိုရှောက်ဆရာရှိလို့ဗျာတပည့်တော်သွားလိုက်ပါအောင်မယ်ဗျာကောင်းပါပြီတကားကြီးကျုပ်ပုံစံကသူ့မြင်မှာတော့အတော်တင်ငင်ရင့်ကြံရဲ့ပုံပေါ့ကျုပ်လည်းအဲ့လိုထင်အောင်တမင်နေနေတာလေအိုးထုံးနိုင်တောင်းမော်တက်သွားတယ်ကျုပ်လည်းတင်ဘက်ကိုထွက်ပြီးတရားထိုင်ကြပါဗျာငါ့ဝဲလောက်တရားထိုင်လိုက်တာစိတ်တွေကကြောက်ကြရဲမို့စက်မထိုင်တော့ပဲအကြောင်းရှိပြန်တွေ့ခဲ့တယ်။အကြောင်းရှိမှာတော့ဘုန်းကြီးနဲ့ဘိုးက ကျောင်းထဲမှာထိုင်ပြီးစကားပြောနေကြတယ်ဗျ။ကျုပ်ကမြင်တော့ဖုန်ကြီးကလှမ်းခေါ်တယ်။ကိုရင်စနေလာပါအောင်။တင်မဖေဟာအေးဒီမှာထိုင်ခွေ့နောက်တစ်ပတ်တည်းမှာကျောင်းမှာဆွန့်ရွှေ့ရှိရဲ့။တင်မဖေဟာဦးထွန်းနိုင်ရဲ့မြေစနေမောင်နဲ့ရဲ့မင်္ဂလာတလားပြည့်တယ်ကွာ။ကျုပ်ပြင်ခေါင်းကြီးသွားတယ်။တကယ်ရောငရဲ့အလားပဲ။တကယ်မလေးနဲ့တကာလေးလိုပဲကျုပ်တွေ့လာမိရဲ့။ဖုန်ကြီးတို့ဘိုးကတို့ကတော့ကျုပ်ကိုအေးစစ်စစ်ဖြစ်သွားပြီထင်နေရတယ်။ကျုပ်ကသူတို့ထင်တယ်လို့ဖြစ်အောင်နေရတာ။ အနာကမကျက်လို့ရှိသေးရဲ့အနာကိုပြင်ဆင်မဲ့ကိစ္စကကျုံလာပြီအဲ့တော့မဖြစ်သေးဘူးလေဗျာဒီခုတော့ကြမ်းမှာပေါ့အခုတော့ဘာမှပြောလို့မရသေးဘူးပေါ့ဗျာဒီတိုင်းလေးပဲနေနေရပေါ့အဲ့ဒီချိန်ကျောင်းတဲ့ကိုခြေကားလေးတစ်စီဝင်းလာတယ်ဗျာခြေကားကိုမောင်းလာတာကမင်းအင်းဖုံးကြီးကျောင်းကကိုဝင်းသူပဲကိုဝင်းသူကကားလေးကိုရက်ပြီးကျုပ်တို့အနာကိုလာတယ်ပြီးတော့ဖုံးကြီးကိုဦးချပြီးကျုပ်ကိုကြည့်ရယ်ပြီးတော့ဖုံးကြီးကိုရှောက်တယ်စနေကကိုရင်ဖြစ်သွားပြီလားဖေဟုတ်တယ် တလားတော့ပြေတော့မယ်။ကောင်းပါတယ်ဗျာ။တပည့်တော်လည်းကျောင်းကဖုံးကြီးအမျိုးတွေကိုလိုက်ပို့ရင်လည်းလမ်းကြောင်လိုလှည့်ဝင်လာတာ။ကျုပ်ကိုဝင်းထုကိုမြင်တော့အကြံတစ်ခုရသွားတယ်။အဲ့ဒါနဲ့ဖုံးကြီးကိုလောက်လေးကြည့်ပြီးလျှောက်တာပေါ့။ဖုံးကြီးဗျာတပည့်တော်မင်းအင်းကျောင်းကိုလိုက်သွားချင်ပါတယ်ဗျာ။ဟေးဘလို့ဖြစ်တာလဲကိုဝင်းကြီးရဲ့။တပည့်တော်မင်းအင်းကျောင်းမှာခဏနေချင်တော့ပါ။အင်းလိုက်သွားချင်တယ်ဆိုတော့လေဖုံးကြီးမတားတော့ပါဘူး။တလားတော့ပဲနေပါ။တလားပြည့်ရင်တော့ကျောင်းကိုပြန်ကြွားခဲ့။တင်းမဗျာ။ တပည့်တော်အခုတခါလည်းပဲကိုဝင်းထုနဲ့လိုက်သွားလိုက်တော့မယ်အေးအေးကိုင်းကြီးတဘောပဲလုံလဲခွင့်မှုချက်ရပြပြီဆိုတော့ကိုဝင်းထုကိုဆောင်းခိုင်းတာပြီးကျွန်တော်အခန်းထဲပြန်လိုအပ်တာလေးပြီးသွားထည့်တာပေါ့ဗျာကိုရင်ဖြစ်နေပြီဆိုတော့သုံးကဲလွယ်အကြီးနေပေါ့ဗျာအဲ့ဒီတည်းမှာလိုအပ်တာလေးပြီးထက်ပကုံးတစ်ပက်ပေါ်လွယ်ပြီးဆောင်းနှဲကိုပြောင်းလာတယ်ကျောက်ရဲ့ရှရှပပါတတီကြီးဟန်ကိုကိုဝင်းထုကအံ့ဩနေရဲ့ဗျာနောက်တော့စကားလေးပါလေးခဏလောက်ပြောပြီးကိုဝင်းထုနဲ့အတူစကားလေးပေါ်တက်ပြီး မင်းအင်းချောင်းစီကိုထွက်လာခဲ့ကြတယ်။ကျုပ်မင်းအင်းဖုန်ကြီးချောင်းကိုရောက်တာနှစ်ရက်တောင်ရှိပေါ့။အင်းတကာလာတော့ကကြေကက်ကက်ချောင်းသားတွေကအခုတော့သူတို့မဟုတ်တယ်လို့ပဲကျုပ်ကိုအတော်ခင်းကြတယ်။ဖုန်ကြီးရဲ့တူးဆိုတဲ့ခက်ခက်ကလူကလည်းကျုပ်နဲ့အတော်ကိုအဆင်ပြေတယ်။ကျောင်းမှာကိုရင်တစ်ပါးရှိသေးရဲ့ဗျ။ကျုပ်ထင်ငယ်တယ်အများဆုံးရှိလာ73 74ှစ်ပေါ့။အဲ့ဒီကိုရင်တစ်ပါးနဲ့လည်းအတော်တသိမြန်ရှိကြတယ်။ကျုပ်ရောက်တဲ့နေ့မှာပဲတစ်ပါးနဲ့တစ်ပါးတပိတ်နဲ့ရိုက်ကြလို့စီကံပိုးလိုက်ရသေးရဲ့ဗျ။ အဲ့လိုတင့်မြတ်တာကျောင်းကလည်းနှစ်ဖွဲပြဇွန်ကန်တော့တနေရာလဲလှုပ်လို့မရဘူးဆိုပဲမင်းအိမ်ဖုန်ကြီးပြောပုံအရာတကကကိုရင်နှစ်ပါးနဲ့ကျောင်းသားလေးတယောက်တနေရာစုံစံလှလိုက်တာဇွန်တော်ကိုထန်းတဲ့တပိုးတွေနဲ့တယောက်နဲ့တယောက်ရိုက်နေလို့ဗားလေးကလူတွေခွဲပေးထားရတယ်ဗျာဒီကျောင်းကကိုရင်နှစ်ပါးနဲ့ကျောင်းသားတွေပေါ့ကျုပ်ကတော့နှစ်ဖက်လုံးကကောင်းကောင်းမွန်ပြောဆိုဆက်ဆံကြတယ်ဗျာတန်းကမစိုးသေးဘူးလို့ဆိုရမှာပဲအဲ့လိုနဲ့တနေ့တော့ကျုပ်စုံစံတပိုးဖြစ်လာတယ်ကိုရင်ကြီးစနေဖေယား ကျောင်းအကိုရင်သူမနက်ကဖျားနေလို့စွန့်ငယ်ကြရမယ်။တင်မဖျားတပည့်တော်ကြလိုက်ပါမယ်။မနေ့စင်နိုင်တော့တွားရလိမ့်မယ်။ဖျားဒီရွာလေးပဲမဟုတ်ဘူးလားဖျား။ရွာလေးမဟုတ်ဘူးကိုရင်ကြီးရဲ့။နှစ်နိုင်ကြော်လောက်လမ်းလျှောက်ရတယ်။ဖျားကုန်းရွာကိုကြွရမှာ။တပည့်တော်လမ်းမသိဘူးဖျား။ကိုရင်ပန္ဒီတာနဲ့တောင်းသားရာသီတို့သိရဲ့။တင်မဖျား။အဲ့လိုနဲ့ကြုံမရဘူးတဲ့ဖရာကုန်းရွာကိုចောင်းကကိုရင်တပါចောင်းသားယာကြီးတို့ ਨੇ ဇွန်းခံသွားဖို့ဖြစ်လာပါဗျာ။ကျုပ်ကိုပုံကြီးကမိန်ပြီးတော့ သူเจ้าမော်ပြန်တဲသွားချိန်မှာပဲကိုရင်ဗန္ဓိတာနဲ့ចောင်းသားယာကြီးတို့ရောက်လာကြတယ်ဗျာမျက်နာတွေကမကြည်မနေနဲ့ပေါ့ပြီးတော့ကျုပ်ကိုတယောက်တည်းလဲစကားဆိုတယ်ဗျာကိုရင်စနေဟိုကိုရင်သူမနာကဖျားနေရမဟုတ်ဘူးဖျားကုန်းရွာကိုစုံးငယ်မကြွားခြင်းလို့ကျက်တုံနေကိုဂျိုင်းကြားညှက်တာပြီးကိုပူတယ်လုံနေရဟုတ်တယ်ကိုရင်စနေတပည့်တော်နဲ့ကိုရင်ဗန္ဓိတာပဲအဲ့လိုမလုပ်တာကျန်းတဲ့ចောင်းသားနဲ့ကိုရင်တွေကညံ့များကြတယ်မိဘအောင်ကိုရင်နဲ့ယာကြီးကသူတို့ကဘာလို့ဖျားကုန်းရွာကိုမသွားခြင်းတာလဲ ဘယ်သွားကြမှာလဲအိတ်ကောင်းနေတော့အထင်ကြီးမနေ့နှစ်နိုင်လောက်ကြီးထသွားရတာဖရာဘယ်တက်နိုင်မလဲဖုန်ကြီးကတော့ခိုင်းနေဆိုတော့လေကြောက်အောင်မရှိရတာပေါ့ကျောက်ကအကြီးဆိုတော့သူတို့ကိုရှေးအောင်နောက်ဖြစ်တယ်ပြောပြီးတော့ဆုံးရသွားဖို့ပြောလိုက်ရတယ်မနေ့နှစ်နိုင်လာမှာကျွန်တော်နိုးလာတယ်ပြီးတော့ကိုရင်မန္တိတာနဲ့တောင်းသားရာကြီးတို့ကိုတွားနှုတ်ရတယ်ကျွန်တော်ကကိုရင်ကြီးတာဝင်နေတာရဟန်းကန်လို့ရတဲ့အရွှေလေးဗျာသတိတွေဆိုကျောက်ကိုဦးစင်းမဲ့ထင်တာအဲ့လိုနဲ့ကိုရင်နဲ့တောင်းသားကိုတွားနှုတ်တာပေါ့ဗျာ ကိုရင်တွင်နဲ့ចောင်းသားတွေကတပြေးတည်းအိတ်ကြတာဗျကျုပ်ကသာတိမ်ထဲမှာမို့တယောက်ထဲပေါ့ကျုပ်လည်းဓမီလေးထိုးပြီးကိုရင်ဗန္ဒိတာနဲ့ယာကြီးကိုနှုတ်လိုက်တယ်ဟိုတုန်းကတော့သူတို့ကိုနှုတ်ဖို့ကကိုဝင်းသူဒါမှမဟုတ်ဖုန်ကြီးတောင်းပေါ့အခုတော့ကျုပ်နဲ့သွားရမှာဆိုတော့ကျုပ်ပဲနှုတ်တာပေါ့ဗျာကိုရင်ကိုရင်ဗန္ဒိတာထထဟာဘယ်ကောင်လဲကွာဒီတော့အစောကြီးလာလို့လားအခွက်ကိုလူနဲ့တိုက်လို့ကွန်းစားလွတ်သွားမယ်ကျုပ်ပြင်လက်အောင်လန့်လေကိုရင်ကိုပခုံးတော်ပြီးနှုတ်တာကိုကြိတ်နာဗျာအချင်းကြီးကတိတ်မကောင်းဘူး အဲ့ဒါနဲ့တောင်းတောင်းကတပြက်စီးကိုယူပြီးတပြက်စီးနဲ့တို့ပြီးဆက်နိုးလိုက်ရတာပြအဲ့ဒါတောင်တပြက်စီးကိုကန်ထလိုက်တာအချိန်တော့ပါတယ်အခုလိုအေးစစ်စစ်နှုံးနေလို့အဆင်မပြေတော့ဘူးလို့ကြုတ်တွေးမိပြီးတော့တင်မကိုခက်ဆက်ဆက်လေးရိုက်လိုက်ရတယ်ဟဲ့ကိုရင်စွန့်ငန်သွားတော့မင်းထဒီတော့မှကိုရင်ကမကြည့်မလင်းနဲ့ငုတ်တို့ထိုင်နေပြီးတော့ကိုရင်ကိုကြည့်ပြီးရာကြီးကိုနှုတ်ဖို့ပြောတယ်အဲ့ကိုရင်နိုးလာပုံလေးကတမျိုးလေးပြအဲ့ဒီတဲ့ចောင်းသားတွေခြေောက်တွေကိုနင်းတာနောက်ဆုံးနေမကောင်းပါဘူးဆိုတော့ ။ဝင်ရင်သူ့မနာရဲ့ချောက်ကိုပါနင်းတယ်။ပြီးတော့ကျောင်းပေါ်ကဆင်ပြေတယ်ဗျ။ကြံခဲ့တဲ့ကိုရင်နဲ့ကျောင်းသားတွေကခြေထောက်တွေနားသွားလို့တာအားတင်းနေပေါ့ဗျာ။တကယ့်ကိုမလဲတဲ့ကိုရင်ပဲ။ပြီးတော့အိတ်ချင်နေတဲ့မျက်နှာပြင်းနဲ့ရာကြီးကိုခေါ်ပြီးကျောင်းအောက်ကိုဆင်းလာရတယ်။ကျောက်တို့ကိုရင်နှစ်ပါးနဲ့ရာကြီးတိတ်နေကဖျားကိုရှိခိုးပြီးတော့သင်္ကန်းယုံကျောင်းထဲကိုရင်ကတပိတ်တယောက်လုံးနဲ့ရာကြီးကတော့စွန်းချန်ကြီးဆွဲပြီးကျောင်းကဆက်ထွက်တာပေါ့နှစ်နာရီဆိုတဲ့အချိန်ကတော်စောသေးတယ်ဗျာ ဝန်လင်းဖို့ဝေတာဝေးအိတ်ကောင်းတော့အချိန်ပြဝင်းရင်ဗန်ဒီယာနဲ့ယာကြီးကရှိရသွားတယ်သူကနောက်ကလက်ရတာပေါ့လမ်းမှမတိရလေအဲ့လိုနဲ့ကြုံလေတမီထိုးပြီးတော့နောက်ကလိုက်တာပေါ့ကျုပ်တို့ကြောင့်ကရွာထိတ်မှာဖီးယားကုန်းရွာသွားတဲ့လမ်းကရွာအနောက်မှာအဲ့တော့ရွာထဲကိုအရင်ဝင်ရတာပေါ့ကျုပ်တို့ရွာထဲရောက်တော့တရွာလုံးတိတ်ဆိတ်နေရပဲဗျခွေးတောက်ကကျုပ်တို့ကိုမြင်တော့ထူအောင်ကြတယ်ဒါပေမဲ့ယာကြီးကအဟမ်းလိုအတန်ပြလိုက်တာနဲ့ဟောင်းကြီးရဲ့ခွေးကြီးငြိမ်သွားရောက်ပြော အဲ့လိုနဲ့ကျုပ်တို့ရွာနောက်ခွေတင်းချိုင်းကိုလည်းရောက်ရောတင်းချိုင်းနောက်ရောက်တော့ရာကြီးကနောက်ဆုတ်လာပြီးကြုံနာကတ်တယ်ပြီးတော့အတန်တတူနဲ့ပြောလာတယ်ဗျကိုရင်ကြီးစနေမနေ့ကလူမိုက်မြင့်ရွှေဒီနားမှာဓာတ်ထုတ်ခံရပြီးတေးသွားလို့တကြွထတာအစိမ့်တီဆိုတော့၆တည်တယ်ဖေဟာရာကြီးဆွေကောင်ဗျအလိုက်မသိဘူး तू မပြောရင်ကြုံမကြဘူး तू ကအဲ့လိုပြောတော့ကျုပ်ပြင်ကြတိဖင်းကနေထသွားတာဒါမဲ့ကျုပ်ကအကြီးဆုံးမလားအဲ့တော့မကြောက်ကြောင်ဆောင်ပြီးအော်ရာကြီးရေလူတွေတည်တယ်ဆိုတာပါစမ်းလို့လေတို့များမျက်စွာဖေဟာ ကျောက်ရကြီးကိုစကားပြောနေရောနောက်ကခေါ်တဲ့တန်ကိုကြားလိုက်ရတယ်။ပြောရှေ့ကဦးစင်းနဲ့ကိုရင်တွေလား။ဟုတ်တယ်ဘယ်သူတော့။ကျောက်မြင့်မြင့်မယ်ပြောရသေးတယ်။ကျောက်တပေကြီးပတ်ပြီးပြေးတာဗျာ။တင်းဆိုင်ကိုဘလို့ကြော်တော့မှမသိတိုင်ဘူး။နောက်ကရကြီးနဲ့ကိုရင်လမ်းခေါ်တာကိုကြားပြီးမယ်မရက်ဘူးဗျာ။ကျောက်ထင်းနဲ့လူမိုက်မြင့်ရွှေကျောက်တို့ကိုခြောက်တာပဲဗျာ။အဲ့လိုနဲ့တော်တော်ဝေးရောက်တော့ကျောက်လမ်းဘေးကရုံးမိအောင်မှထမ်းပြီးဓမီးနဲ့ဟိုးထိုးကြီးဒီထိုးကြီးလုပ်နေတာပေါ့။ အတန်ကြတော့ရာသီနဲ့ကိုရင်သားနေရာကိုတုတ်တမီအလင်းရောင်အောက်ကတွေ့လိုက်ရတယ်။သူတို့မျက်နှာပဲကမအိမ်မသားနဲ့ဗျာတိတ်ကြတယ်။ဒီကောင်းနေအကြောင်းလူနေတာဖြစ်ရမယ်ပေါ့။သူကသူတို့ကိုမြင်တာနဲ့တမီနဲ့ထုတ်ပြီးစီးပြောတာပေါ့ဗျာ။ကိုရင်နဲ့ရာသီနှိမ့်လိုက်တာကွာ။ငါမင်းတို့တစ်ခုခုဖြစ်နေပြီထင်နေတာ။တော်ပါကိုရင်ကြီးကကြောက်တက်လွန်ပါတယ်။ဘူးမသိပါမသိနဲ့တန်းပြရပဲ။မပြေလို့ရမလားဟာ။တဲရဲကငါတို့ကိုခေါ်နေရာကိုဘာတဲရဲမှမဟုတ်ဘူး။ရွာတွေကကြွတ်ထောင်နေဥမြင်ဆိုကြည့် ။ "तू ကတပည့်တို့ဘဲသွားမလဲ"မိတာ။ကိုရင်ကြီးကမြင့်စွာနဲ့တန်းပြေးတော့ပဲ။တော်တော်အားကိုရတယ်။နောက်ကခေါ်တော့မထူးတော့ဘူး။တိမမသိပဲကွာ။လာလာသွားကြရအောင်နောက်ကြနေနေမယ်။စိတ်ချနောက်မကြဘူး။ကိုရင်ကြီးပြေးလာလို့တပည့်တို့မြင်လိုက်လာရတာ။ရွာနေတော့တော်တော်ဝေးနေပြီ။အေးဟုတ်ပါ။အစောကကြောက်ရလန်အားနဲ့ပြေးလာတာ။ဖိုက်တောင်နာတယ်ကွာ။ရှေ့ရသွားနေကြကိစ္စရှင်းလိုက်အောင်မယ်။ယုံထားတဲ့တင်ငန်းလေးပြေးလို့တင်ငန်းကိုဖြစ်တယ်လို့ပြန်ယုံပြီးမနေ့အစောကြီးမှာထွက်လာတဲ့ချွေးတွေကိုတင်ငန်းစနဲ့တုပ်လိုက်တယ် ကျမ်းမာရေးကိစ္စကလည်းအရေးထဲမှာဖြစ်ကျင်နေရလေဗျာ။ခொနဲ့ကပြေးလာရလို့ကြောက်ပြီးဖြစ်တာလည်းဖြစ်နိုင်တယ်။ဘာပဲဖြစ်ဖြစ်အခုတော့ကျုပ်အပေါ့လိုလိုအလေးလိုလိုသွားကျင်လာတယ်ဗျ။အဲဒါကြောင့်ကိုရင်ဗန်နီနဲ့ရာကြီးကိုရှေ့ကတွားခိုင်းလိုက်တယ်။ကျုပ်ကတော်လန်ဘေးကတင်းငုတ်တို့တစ်ခုပေါ်မှာသပိတ်တင်ခဲ့ပြီးတော့ချောင်းခွေရာကိုသွားတာပေါ့ဗျာ။ကိစ္စပြီးတော့ကျုပ်လည်းချုံအပြင်ကိုပြန်ထွက်လာပြီးသပိတ်လေးကိုယူလမ်းတိုင်းသွားလိုက်တာပေါ့။ရှေ့ရသွားတဲ့ကိုရင်နဲ့ចောင်းသားရာကြီးကိုမိအောင်မြင်မြန်တော့လိုက်ရတာပေါ့။ ။လက်ထဲကတက်မီလေးကိုရှေ့ကိုထိုးရင်ပေါ့လေ။မကြပါဘူးခက်လန်လန်မှာ။ကိုရင်နဲ့ရာစီလက်လန်းစုံတစ်ခုမှာညာဘက်လန်းကိုကိုွေသွားကိုတွေ့တော့ရရဲ့ဗျ။အဲ့ဒါနဲ့ကျုပ်လည်းမြင်မြန်လိုက်ရတာပေါ့။လန်းကအစောကလန်းလို့ဖုံထမနေဘူးဗျ။ညက်ပင်နေတော့တော်တော်ရှင်းနေပြီ။ဘေးမှာလည်းဘောစကိုင်းမင်းနဲ့မဲစလီပင်နဲ့အပြစ်အဲ့ဒီလန်းကိုသွားနေရတာကျုပ်ဖြင့်စက်သီးတောင်ထားတယ်။ဒါပေမဲ့ရှေ့ကနေရကဒီလန်းကိုသွားတာကိုကျုပ်ဓမီအောင်မှတေချာမြင်လိုက်ကြတာကိုဗျ။အခုထိသူတို့ကိုမမိဘူး။ သူတို့ခြေထောက်မှာဆက်များတက်ထားသလားအောက်မရရဲ့ဗျ။ကျုပ်အပြေးတစ်ပိုင်းနဲ့လိုက်တာတော့မမီတော့ကြားတော့မောလာတယ်ကျုပ်အထင်။သူတို့နောက်လိုက်တာနိုင်ဝက်လောက်ရှိပြီးအခုတိတ်မမီဘူး။အဲ့ဒါနဲ့ကျုပ်လည်းမျက်ပြင်တွေကြားထဲမှာထိုင်ချလိုက်တယ်။ဓမီနဲ့ဟိုထိုးတီတို့ထိုးကြည့်ရပါဘော။လမ်းကအတော်ဟောင်းနေပြီဗျ။ဘသူမှတော့တိတ်ပြီးသုံးနေပုံမပေါ်ဘူး။ကျုပ်လည်းကိုရင်နဲ့ယာကြီးကိုတော်တော်စိတ်တုန်နေရဗျ။စိတ်ထဲကလည်းဒီကိုရင်နဲ့ចောင်းသားကိုမှီရင်နေရင်တစ်ချက်စီတီးထက်လိုက်မယ်လို့တေးထားလိုက်တယ်။အမောနေနေဖြေရနဲ့ ရှေ့ဆက်သွားမယ်ကျန်တော့ကျောင်းနောက်ကအတန်တတန်ပေါ်လာတယ်ဗျဥစဉ်ဘယ်ကျောင်းကလဲကျောက်လေချက်ချင်းလဲမကြည့်ပဲတင်ငန်းကိုပြင်ဝိတ်ရင် မေးတဲ့လူကိုပြန်ပြေးလိုက်တယ်မင်းအင်းကျောင်းကဗျဥစဉ်မဟုတ်ဘူးကိုရင်ကြီးကျောက်မှာဓမီးပါပဲဓမီးကလည်းအမဲထုတ်လို့အဆင်ပြေတော့ဓမီးမထိုးထောက်ဘောဗျာအဲ့တော့မေးတဲ့လူကအန်အောင်ဟန်လေအော်တပည့်တော်ရွာကကိုကျောက်ကတော့တင်ငန်းလေးရမ်းပြီးတော့ကျောက်ကိုမေးရဲ့လူဘက်ကိုလှည့်ကြည့်လိုက်တယ်မောင်နေတော့အရှိတ်တပြေမြင်ရတာပေါ့လေ ။ဖာပဲဖြစ်လူတယောက်ဖို့ရပြီဆိုတော့ကျုပ်လည်းစစောကခက်လန့်ဖြစ်နေရတက်တာရသွားတာပေါ့လေ။အဲ့ဒါနဲ့အဲ့လူကိုကျုပ်သိကျင်တာလေးပဲမေးလိုက်တာပေါ့။ဒီလန်းကလူသိတော်ပုံပုံနော်။ဟုတ်တယ်လေ။ဒီကလန်းပြက်ကြီးဟိုတုန်းကလှဲတွေမောက်ပြီးလူတွေအသေးပြောက်များလို့ဒီဘက်လန်းကိုဘယ်သူမှမသွားကြတာ။အော်ဟုတ်လား။အဲ့ဒါကိုရင်တို့အကြောင်းကကိုရင်ရဲ့အကြောင်းသားရဲ့ဒီဘက်ကိုထွက်သွားလို့လိုက်လာတာကိုရင်ကြီးသွားမှာကဖះရကုန်းရွာကိုအဲ့ဒါဆိုလမ်းမနေပြီ ဆက်ပြီးမသွားနဲ့တော့နောက်ပြန်လှည့်ဒီဘက်ကိုမကွေ့ပဲတင်းစင်းသွားမှာဒီကိုလူတယောက်မှမလာကြပါဘူးဗျာကျုပ်အဲ့လူပြောတာကိုသဘောမကျဘူးဗျာဘားတယ်လူတယောက်ဒီလီမှာမလာဘူးဆိုပဲသူပြောတာကလည်းသိယုံလို့မရဘူးကျုပ်မျက်မြင်ကိုရင်ပန်းနေတဲ့ယာကြီးဒီဘက်လန်ထွက်သွားတာကိုမြင်လိုက်ရတာလေကျုပ်ကလည်းတိတ်ထွေထွေထွေစဉ်းစားမနေရောပဲရှေ့ဆက်သွားဖို့သာပြန်လိုက်တယ်ကျုပ်ကိုတတိပေးရဲ့လူကိုတော့အစင်ပြောင်ကြည့်ပြောရတာပေါ့လေတတိပေးကကျေးဇူးပါတခါကြီးရေ ဒါပေမဲ့ចောင်းကကိုရင်နဲ့ចောင်းသားကရှေ့ရထွက်သွားတာဆိုတော့ကိုရင်လည်းလိုက်တော့မှဖြစ်မဲ့တယ်နဲ့ကိုရင်ကြီးကတပည့်တော်ပြောတာမယုံဘဲကိုတပည့်တော်တောင်သူများတွေပြောတာမယုံလို့တွားလိုက်တာလဲမောက်ပြီးတော့ဇက်ကျိုးတည်ရပဲသူအဲ့ဒီစကားကြတော့ခေါင်းကြီးသွားတယ်ဒါပေမဲ့အစောကအကြောက်လွန်ပြေးလာရတာကိုတတိမှုပြီးဒီလူကြီးနောက်နေတာပါလို့တွေးလိုက်ပြီးတော့တမီးနဲ့ထိုးကြည့်ပြီးအပြစ်ပြောမယ်ကြမ်းလိုက်တယ်အဲ့ဒါနဲ့ပဲတမီးနဲ့ထိုးကြည့်အမလီတက်တည့်ရဲ့ကျောက်ဒုတိယမီတင်ငန်းကြီးကာယကာယနဲ့ပြေးရပြန်တော့တယ် ကျုပ်ကိုစကားပြောနေတဲ့လူကြီးကကျုပ်ထုတ်လိုက်တဲ့ဓမီယာအောင်မှာအထင်းသားပေါ်နေရဲ့အသားကဖြူစွစွမျိုးလုံးတွေကမဲနေပြီးခေါင်းကြီးကပခုံးပေါ်ကျိုးကြနေရဲ့လက်ကြီးကလည်းဖြောင်းပြန်ကြီးကျုပ်တကြောက်လန့်နဲ့အော်ဟစ်ပြီးတရေဘေးကကတ်ထွက်ပြီးပြေးခဲ့ရတာလမ်းခွဲရောက်တော့ရွာဘက်ကိုပြေးနေတော့ရှေ့မှာလူတယောက်ကကြောပေးရက်နေရဲ့သူကြည့်ရတာပစိုးကိုခက်တတူဝှက်ထားတယ်အပေါ်ပိုင်းကတော့ဗလာချင်းနဲ့ကျုပ်ဓမီနဲ့သူ့ကိုထုံပြီးတော့သူကအတန်ခက်မှမှလဲကျုပ်ကိုလှည့်မကြည့်ပဲစကားဆိုရဲပြ ဦးစင်းဝတ်ကြီးနဲ့ဘာလို့ပြေးလာလဲဦးစင်းမဟုတ်ဘူးကိုရင်ကိုရင်ဖယ်ပေးစမ်းပါဗျာနေုံဘာဖြစ်လာလဲတရဲတွေ့လို့ဒကာကြီးကကြောပေးပြီးတော့ဘာလို့လဲလဲကောင်မရက်နေရလဲတပည့်တော်ကလူမိုက်လေလူမိုက်ဆိုတော့ဒီလိုကြောပေးပြီးပဲရက်ရတယ်အရေးရဲမှာလူမိုက်နဲ့လာတိုးနေရယ်ဘာပြပြောလူမိုက်ကတရဲတော့တော့ကြောက်စရာမကောင်းပါဘူးကြောက်လဲခက်တိုးရေကျော်လိုက်ပြီးတော့ကြောပေးရက်နေရလူမိုက်ကြီးကိုမိလိုက်ရတယ်ဒကာကြီးအဖေရွာကလည်းမင်းအင်ကလည်း ကိုရင်တပားနဲ့ចောင်းသားတဲ့ကိုတွေ့မိသေးလားအစောကနွားចောင်းသားတွေနားရဲ့လမ်းဘေးကအပင်ရောက်မှာ အိတ်နေတာအခုတော့သွားပြီခက်တုတ်လိုက်ရင်တော့မိမဲ့တဲ့နေဘဘက်သွားတာလေဒေလန်တတတ်မဲ့လေတော်တော်ကြာပြီလားတကားကြီးအင်းနည်းနည်းကြာပြီအစောကပြောတယ်လို့ခက်တုတ်လိုက်ရင်တော့မိရဲ့မလိုက်နိုင်တော့ပါဘူးတကားကြီးဟာခြေဝေးတဲ့တိုးနေပြီပြေးနေရတာဒါနဲ့တကားကြီးဟာမုံမလင်းသေးဘူးဘာလုပ်နေရလဲတပည့်တော်ကိုဒါနဲ့ထိုးသွားရဲ့ကောင်းစောင့်နေတာပေါ့ဖေယား ကျောက်ကအဲ့လိုမိပြီသူ့ကိုတမ်းမိနဲ့ထိုးမိတာတော့ကျောက်ကကိုလှည့်လာတော့ဓာကြီးကလက်ဘေးမှာဆိုက်နေပြီသွေးတွေပန်းထွက်နေရဲ့ဗျာကျောက်သိလိုက်တယ်ဒါလည်းသိရဲ့ပဲကျောက်လည်းဖီးယားကုန်းကိုသွားတဲ့လမ်းဘက်ကိုအော်ပြီးပြေးရပေါ့ဗျာတိတ်ကြကြမပြေးလိုက်ရဘူးတမ်းမိနဲ့ကျောက်မျက်နှာကိုထိုးပြီးစကားလှမ်းပြောတဲ့အတန်ကြာမှာရက်လိုက်ရတယ်ကိုရင်ကြီးစနေဘလို့ဖြစ်တာလဲမော်တကော့နဲ့ဖီးယားမင်းမင်းတို့ကြောင့်ငါငါတည့်ရည်ချောက်ခံနေရတာမင်းတို့ကဘာလို့ဟိုလမ်းဟောင်းကြီးကိုဝင်သွားရလဲ ဟာမဟုတ်တာတပည့်တော်တို့ရုံးမြောင်ကနွားចောင်းသားတွေခင်းထားတဲ့ပြာမှာအိတ်ဆောင်နေရပါကိုရင်ကြီးထွက်မလာသေးလို့သွားနေပြီထင်ပြီးတော့အမိလိုက်နေတာအဲအဲ့ဒါဆို လမ်းဟောင်းနဲ့ဝင်သွားတာကဘယ်သိမလဲမြ мян လျှောက်ရအောင်လေးနိုင်ထိုးရမယ်တုံးခေါက်တန်ကြားနေရပြီငါလမ်းသိမလျှောက်နိုင်တော့ဘူးကွာတပည့်တော်တို့တော့မထမ်းနိုင်အောင်နော်ဘရားကုန်းထိအောင်တော့အာတင်ပြီးလျှောက်အဟုတ်ပဲကျုပ်လမ်းရလုံလို့ဒူးတွေတုံးရေတွေတားစာနေပြီရေကလည်းတောက်စရာမရှိအဲ့လိုနဲ့ကျုပ်တို့ဘရားကုန်းရွာရောက်တော့ ကျုပ်စွန်းတော်မခံနိုင်တော့ဘူးကျုပ်အခြေအနေကိုသိရဘုရားကုံရွာဖုန်ကြီးကစွန်ကြီးလောင်ပွဲစွန်းကန်တာကျုပ်အစားသူ့အကြောင်းကကိုရင်တပါကိုအစားထက်ပေးလိုက်တယ်တရေအတူတကအစစ်နကအချောက်ခံထားရတဲ့ကျုပ်ဘလို့လို့လမ်းလျှောက်ပြန်နိုင်မှာလဲဗျာဘုရားကုံဖုန်ကြီးကကျုပ်အခြေအနေကိုသိလို့ကျုပ်ကိုသူ့ရွာကလှည့်တစေနဲ့လိုက်ဖို့ခံလိုက်ရတာပေါ့ကျုပ်ရှက်တယ်ဗျာကျုပ်တကယ်ရှက်တယ်ကိုရင်ပန်းနီးနဲ့ယာကြီးဆွေနှစ်ယောက်ဘုရားကုံရွာသွားတော့ကအဖြစ်ကိုပြောတာ စိုးငံကြွားရင်တော့စွန်းလောင်းတဲ့သူတွေကိုပါပြောတော့တရေပြေကိုရင်ကြီးဆိုပြီးမင်းအင်းရွာမှာနေမယ်ရနေရ။အเจ้าကိုပြန်ပြီးလူထွက်တော့မယ်လို့ကြုံဆုံပြလိုက်တယ်။အဲ့ဒါနဲ့ပဲကျုပ်လည်းစွန်းဆိုင်နဲ့မင်းအင်းဖုန်းကြီးတွေ့ရတယ်တခါလဲလျှောက်လိုက်တယ်။ဖုန်းကြီးဖေ။တပည့်တော်အเจ้าပြန်လာတော့မယ်ဖေ။ကိုရင်လည်းထွက်တော့ပါမယ်။ဘလို့ဖြစ်တာလဲကိုရင်စနေရဲ့။ကိုရင်ကိုရဟန်းခံမနေအောင်ထင်နေတာ။ကိုရင်ဝင့်နေမို့ဒီလောက်ပဲအရှက်ွယ်တာဖေ။ဦးစင်းဝင့်နေဆိုတပည့်တော်မျက်နှာကြီးဘယ်နာသွားထားမှမသိတော့ဘူး။ ဩအဲ့လိုလည်းမဟုတ်ဘူးလေတရေကြောက်တာဖုံးကြီးလိုလည်းကြောက်တာပဲရှက်ကြမဟုတ်ပါဘူးတရေအချောက်ခံရလို့ရှက်တာမဟုတ်ပါဘူးဗျာရာကြီးငယ်ကိုရင်ပန်နီကလှဲနဲ့တင်ခေါ်ရတာရောတင်ကြီးကျင်ငယ်တွေပါထွက်ကြတာကို လီစပီးပြောလို့တပည့်တော်ရှက်တာပါဖေယားပြန်တော့မယ်ဖေယားကျုပ်အဲ့လိုလျှောက်တော့မင်းအိမ်ဖုံးကြီးကကိုရင်ပန်နီရဲ့ရာကြီးကိုချက်ချင်းခေါ်တယ်ပြီးတော့အချိန်လုံးကိုအောင်းသားတယောက်ကိုယူခိုင်းတယ်ကျုပ်လည်းသူတို့အရိုက်ခံရတော့မယ်ဆိုတော့မကြည့်ရဘူးအဲ့ဒါနဲ့ဖုံးကြီးကိုလက်အုပ်လေးချပြီးလျှောက်ရတာပေါ့ဖုံးကြီးဗျာ တပည့်တော်သူတို့ကိုရိုက်မှမကြည့်ရဘူးဗျာအဲ့တော့ကိုရင်စနေကသူတို့ကိုတပည့်တော်မမြင်ရတဲ့နေရာကိုသွားနေမယ်လို့ရှောက်မလို့ပါဗျာဖုန်းကြီးကိုကျုပ်အဲ့လိုရှောက်ပြီးကိုဝင်းသူကားပြင်းနေတဲ့ဘက်ကိုထွက်လာခဲ့တယ်ဖုန်းကြီးကတော့ဂျိန်လုံးလေးကင်ပြီးကျုပ်ကိုငေးကြည့်နေရပေါ့ဘဲရမလဲကျုပ်ဆွေစနေကအဲ့လောက်စိတ်ထားကောင်းတဲ့ကောင်မဟုတ်တာ မကြပါဘူးကိုရင်ဗန်နီနဲ့ယာတီတင်မလေးပြီးပုတ်ပြီးကျုံနောက်ကိုရောက်လာတယ်နောက်တော့ကျုပ်ကြားလောက်တဲ့အတန်းနဲ့ပြောတယ်ဗျရေခက်မကြုံထင်းခွေတော့ကြုံးမှာပေါ့ကွာအေးဟုတ်တယ် ညံနေတဲ့နဂါကိုကောင်းပေါ်လိုက်တာကွာအမေသူတို့ကကျုပ်ကိုစောင်းမြောင်းပြောသွားတယ်ဗျာဒီတော့တော့ကျုပ်လည်းအကြောမခံနိုင်ဘူးအဲ့တော့ချက်ချင်းပဲဖုန်းကြီးစီသွားပြီးပြန်တိုင်ရတာပေါ့ဖုန်းကြီးဖေဟာကိုရင်နဲ့ចောင်းသားကတပည့်တော်ကိုကျိန်းနေပါတယ်ရေခက်မကြုံထင်းခွေကြုံအားမှာရောညံနေတဲ့နဂါကိုကောင်းပုတ်တာရောအဲ့လိုတွေပြောပြီးရောတပည့်တော်မျက်နှာမွေးတကူတဲ့တမလေးကိုချင်းချောင်နေပါတယ်ဗျာချက်ချင်းပဲဇောတိကံကိုပြမို့ပြပါဖေဟာတဲ့ဒီကိုရင်နဲ့ចောင်းသားတော်တော်ကိုစိုးနေပါလားဟဲ့ တောင်းသားတယောက်လောက်ကိုရင်ပန်းနီးနဲ့ယာကြီးကိုချက်ချင်းပြန်ခေါ်ပေးစမ်းကျုပ်ကတော့ထုံစံတိုင်းထွက်သွားပြီးကိုဝင်းထုနဲ့စကားပြောနေရဲ့ကိုရင်ပန်းနီးနဲ့ယာကြီးတင်မလေးပြီးပို့ပြီးကျုံနာပြန်ရောက်လာတယ်အခုတော့သူတို့စောင့်မပြောရဲတော့ဘူးဗျစနေအကြောင်းကိုသူတို့သိသွားပြီလေအကျင့်မကောင်းတဲ့နေရာမှာစနေကနံပါတ်၁ဗျအဲ့လိုနဲ့ကျုပ်အကြောင်းကိုစွန့်ခံရင်ဖွားတဲ့ကိုရင်နဲ့တောင်းသားကိုပညာပေးလိုက်ရလို့ပြောတပြုံပြုံဖြစ်ပြီးနေရတာပေါ့ဗျပရိသတ်များရှင်အခုတင်ဆက်ပေးခဲ့တဲ့ မောင်စနေနဲ့ကိုရင်ကြီးဆွေဇလန်လေးကိုတော့ဒီလောက်နဲ့တာအဆုံးတက်လိုက်ရပါရဲ့ရှင်။မကြမီမောင်စနေနဲ့ပထန်ဘွဲအမိရတဲ့ဇလန်လေးကိုတင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကြောင့် channel လေးကိုလိုက်ရန် subscribe လေးလုပ်ထားပေးဖို့တောင်းဆိုလိုက်ပါရဲ့ရှင်။